လက်ရှိအချိန်ကရင်စစ်မျက်နှာမှာတိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေတာကတော့ကော့ဂရိတ်စစ်မျက်နှာလို့ဆိုရမှာဖြစ်ပါတယ်။ KNU တပ်မဟာ6မှာအခြေပြုလှုပ်ရှားနေတဲ့ KNU PDF ပူးပေါင်းပြူဟာစစ်ကြောင်းတွေဟာအစောပိုင်းကာလကကော့ဂရိတ်မြဝရီကာလန်းနဲ့ဒီကာလန်းတောင်ဘက်မှာပြူဟာတွေခွဲပြီးလှုပ်ရှားတာတွေ့ရပါတယ်။ လီကီကောဆွေတော်ကုန်းလက်ခတ်တောင်စခန်းတွေတင်းယူပြီးတဲ့နောက်2024မတ်လမှာသင်ကန်းညင်တော်အခြေစိုက်ခမရ399 396ကိုတင်ပြီးဧပြီမှာခမရ359နဲ့သင်ကန်းညင်တော်ဖြူဟာကိုတင်ပိုက်ပါတယ်မြောက်ရီမျိုးဆောင်တပ်ဖြစ်တဲ့ခလရ295ကိုဧပြီ10ရက်မှာတင်ပြီးကော့ဂရိတ်အခြေစိုက်ခလရ69ကိုဝိုင်းပတ်ပိတ်ဆို့ထားပါတယ် 2024ဧပြီမှာစစ်ကောင်စီကတပ်မ55အဓိကထားစုဖွဲ့ပြီးအင်အားထောင်ချီရှိတဲ့အောင်စေရစစ်ကြောင်းနဲ့မြောက်ရီမြို့ကိုဥတီလာခဲ့ပါတယ်။ဒါကြောင့် KNU PDF ပူးပေါင်းဗျူဟာတွေဟာကော့ဂရိတ်နဲ့မြောက်ရီကနေပြန်လည်စုခွာလာပြီးရန်သူကိုဒေါနာတောင်ကျော်မှခြေမုံဖို့ပြင်ဆင်ကြပါတယ်။စစ်ကောင်စီဟာအောင်စေရစစ်ကြောင်းရှေ့တန်းယုံကိုကော့ဂရိတ်အရှိတ်ဘက်တတိုင်းကူးရွာနာကရွှေကြက်မင်းဖုန်ကြီးကျောင်းမှအခြေပြုပြီး အာရှလမ်းမနဲ့ဒေါနာတောင်ကြားလမ်းဟောင်းကိုတုံးပြီးမြဝတီကိုစစ်ဆင်ပါတယ်။ဒါပေမဲ့ KNU ပူပေါင်းတပ်တွေဖြတ်တောက်တိုက်ခိုက်လို့ဒေါနာတောင်ကြားအတက်ကတောနော်ရေးတကုံကိုတောင်မကြုံနိုင်ပါဘူး။2024 April ကနေ2025 February အထိအောင်စရာစစ်ကြောင်းက900ကျော်သေဆုံးပြီးလက်ရှိမှာစစ်မှုထမ်းတင်တန်းစင်600ကျော်အင်အားဖြည့်ထားတယ်လို့သိရပါတယ်။အောင်စရာစစ်ကြောင်းဟာစစ်စင်ရေးစတင်တုန်းကအရင်တခုမှာ အင်အား120ကနေ150ရှိပေမဲ့အခုအချိန်မှာ40ကနေ80ပဲရှိတော့တယ်လို့သိရပါတယ်။ KNU ပူပေါင်းတပ်တွေဟာလေရင်ပြည့်အပါအဝင်လက်နက်ကြီးလက်နက်ငယ်100လောက်သိမ်းခဲ့ပြီးစစ်ကား15စီးလောက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။စစ်မြေပြင်တရင်တွေအရတော့ဂရိနဲ့ဂျုံတို့အခြေစိုက်စစ်ကောင်စီတပ်စခန်းကြီးတွေကို KNU ပူပေါင်းတပ်တွေက April မှာတပြိုင်နက်ထဲထိုးစစ်ဆင်ခဲ့ပါတယ်။စစ်ကောင်စီရင်ခွဲတောင်စခန်းနဲ့တပ်စခန်းတချို့ကိုသိမ်းပြီး ကော့ဂရိတ်ကိုဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။ကော့ဂရိတ်ကနေတောတော်ရေတကုန်အထိ နေရာယူထားတဲ့အောင်စေရစစ်ကြောင်းကိုလည်းတော်လိုင်းတပ်တွေကရှေ့အလယ်နောက်၃ဘိုင်းခွဲဖြတ်တောက်တိုက်ခိုက်လို့အချင်းချင်းမကူညီနိုင်တဲ့အခြေအနေရှိနေပါတယ်။အခုဆိုရင်စစ်ကြောင်းဟာအင်အားနေရာလောက်ပဲကြံပြီးပိတ်မိနေပါတယ်။ဒါအပြင်ကော့ဂရိတ်ကျုံတိုးလမ်းဘိုင်းက၃တိုင်၄တိုင်၅တိုင်စတဲ့နေရာတွေဟာ KNU ပူးပေါင်းတပ်တွေသိမ်းထားလို့ကျုံတိုးမြို့နာက၉တိုင်မှာ စစ်ကောင်စီခံစစ်ပြင်းနေပါတယ်။ဖအားမျိုးတမ၂၀နှစ်လက်အောက်ခံစစ်ဗျူဟာတခုကလက်နက်ကြီးပြေကုန်းနဲ့စစ်ကြောင်းထိုးဖို့ကြိုးစားနေပါတယ်။ကျုံတို့ခမရ905946တို့ကစစ်ကြောင်းနှစ်ကြောင်းထွက်လာပြီးစစ်ကောင်စီဒုတက်ရင်မှုအပါအဝင်30လောက်ကြာဆုံးကတက်ပြန်ဆုတ်သွားပါတယ်။မေလလယ်မှာအာရှလမ်းမကြီးနာကအောင်စီရစစ်စင်ရေးကွက်ကဲမှုတပ်ဖွဲ့ရဲ့ကွက်ကဲမှုစခန်းကိုဆုံးရှုံးပါတယ်။ကျုံတို့ကတိုက်ပွဲတွေမှာဆိုရင် ANU PDF တွေအပြင်မွန်တော်လိုင်းတပ်ဖွဲ့တွေလည်းပူးပေါင်းပါဝင်လာတာတွေ့ရပါတယ်စစ်တောင်းမြေဝမ်းစစ်မျက်နှာမှာအဓိကထိုးဖောက်လှုပ်ရှားနေတာက PDF တပ်တွေဖြစ်ပြီး KNU တပ်မဟာ3ရောင်နေပင်ခရိုင်ကအဓိကပံပိုးကူညီနေပါတယ်ဒီစစ်မျက်နှာအရတပ်မဟာ3အရှိဘက်မှာတပ်မဟာ9ဖာပုံခရိုင်တောင်ဘက်မှာတပ်မဟာ1တထုံခရိုင် မြောက်ဘက်မှာတမဟာနှင့်တောင်ကူခရိုင်တို့ရှိပါတယ်။ KNU တမဟာတင်းနှင့်သုံးငါတို့ကတောင်ရင်မြစ်ခွဲထွက်ရာတန်လွင်မြစ်အထက်ပိုင်းတစ်လျှောက်နဲ့စစ်တောင်းမြစ်ကြားဒေသကစစ်တပ်စခန်းတွေကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးအတားအဆီးမရှိ သွာလာလို့ရတဲ့ဒေသဖြစ်ပါတယ်။စစ်တောင်းမြဝမ်းမှာစစ်အာဏာသိမ်းပြီးကတည်းက KNU PDF တပ်တွေပျောက်ကြားလှုပ်ရှားခဲ့ပြီးအခုမှရုတ်တရက်ပေါ်လာတဲ့အစ်မျက်နှာမဟုတ်ဘဲအချင်းယူတိဆောက်ခဲ့ရတဲ့အစ်မျက်နှာပါ။ စတောင်းအရှိဘက်ရွှေချင်းကြောက်ကြီးမုံစတောင်းနောက်ဘက်ဖြူးပဲနယ်ကုန်းညောင်လေးပင်ကနေရန်ကုန်မန္တလေးကားလန်ဟောင်းတလျှောက်လှုပ်ရှားပါတယ်စစ်ကောင်စီရဲ့စခန်းငယ်တွေကိုသိမ်းပြီးမုံအခြေစိုက်တရင်ဌာနချုပ်တွေကိုပါသိမ်းယူနေပါတယ်2025တဲမှာစစ်တောင်းမြေဝမ်းဒေသမှာတွေ့ရတဲ့တိုက်ပွဲကြီးတစ်ခုကတောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံခမရ998ကိုသိမ်းပိုက်ခြင်းဖြစ်ပါတယ် စစ်ကောင်စီတပ်က30တေဆုံးပြီးစစ်တုံဘန်းနဲ့လက်နက်ကြီးလက်နက်ငယ်မျိုးစုံသိမ်းဆည်းရမိပါတယ်။ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ရင်းမှု အရာရှိနဲ့တပ်သား90လောက်စခန်းစုခွာထွက်ပြေးသွားပါတယ်။စစ်တပ်ကစစ်ကူအ мян ပို့ပြီးပြန်လည်ထိုးစစ်ဆင်လာလို့စခန်းကပြန်လည်စုခွာခဲ့ပြီးမြက်စစ်တောင်းမြစ်ဝဲရာနဲ့ရန်ကုန်မန္တလေးကာလန်ဟောင်းဝဲရာတလျှောက် PDF တပ်တွေပုံမှုစိုးမိုးလှုပ်ရှားလာနေတာကိုတွေ့ရပါတယ်။ 2025နှစ်စန်းကစပြီးအရင်စစ်မျက်နှာရဲ့ပထမထူးခြားချက်က KNU တပ်ဖွဲ့အားလုံးစီရေးလှုပ်ရှားမှုဟန်ချက်ညီလာပြီးစီရေးညီမှန်းချက်တစ်ခုစီဥတီလာသလိုစီရေးအောင်ပွဲတွေဇက်တိုက်ရလာတာတွေ့ရပါတယ်ဒုတိယအချက်အနေနဲ့တိုက်ပွဲမတိုင်ခင်တိုက်ပွဲကာလတိုက်ပွဲဖြစ်ပွားပြီးကာလတွေအတွက်တရင်လုံချိုကြီးထိမ့်သိမ့်တဲ့နေရာမှာအများကြီးဂယုစိုက်ပြီးစနစ်ကျလာတာတွေ့ရပါတယ်တတိယအချက်က စစ်ကောင်စီရဲ့ရုရှားအကူအညီနဲ့တိဆောက်မဲ့အနုမြူတအားပေးဆက်ယုံဟာဒေတာတွင် လုံခြုံရေးအန္တရာယ်ကင်းရှင်းရေးအတွက်စိုးရိမ်ပူပန်စရာကောင်းတယ်ဆိုပြီးဒေတာတွင်နိုင်ငံတွေစီကထောက်ခံမှုရဖို့ကြိုးစားလာတာတွေ့ရပါတယ်စတုတ်ထအချက်အနေနဲ့ KNU ပူပေါင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ BGF, DKB စတဲ့ကရင်ခွဲထွက်အဖွဲ့အစည်းတွေကတပ်ဖွဲ့တွေရဲ့အင်အားဟာအလွန်အမင်းရော့ကျသွားပြီးတပ်ဖွဲ့တလေပဲတွေ့ရပါတော့တယ်။ အရင်အချင်းချင်းပြဿနာကိုလက်နက်နဲ့မဖြေရှင်းတဲ့ဤကတဖြည်းဖြည်းအောင်မြင်လာပုံရပါတယ်။အရင်စစ်မျက်နှာအခြေအနေရ2026မှာတည်တာတဲ့အပြောင်းလဲတွေမြင်တွေ့လာရမှာပါ။စစ်ကောင်စီအင်အားချိနေနေတဲ့အချိန်မှာအရင်ခွဲထွက်အဖွဲ့အစည်းတွေဟာပုံတရံအမျိုးမျိုးနဲ့အရင်အချင်းချင်းပြန်လဲပေါင်းစည်းနိုင်ခဲ့ရင်တော့အရင်စစ်မျက်နှာအသွင်အပြင်ဟာအချင်းတို့အတွင်းလုံးဝပြောင်းလဲသွားမှာဖြစ်ပါတယ်။